ားလုံးပဲမင်္ဂလာပါဒီနေ့တော့ဒီထဲမှာငပတ်ဒီပေါ်လို့90သားခန့်တကောင်လောက်ဝယ်ခဲ့လိုက်ပါတယ်။အရင်လေးနဲ့စကြင်တဲ့အတွက်ကြောင့်မလို့စီကြံရည်လေးလေးချက်ပါမယ်။ငါးတုံးလေးတွေကိုရေးတန်းစီစွာတေချာစီကြောပြီးရင်တော့စားစနွင်းရုံမုံအနေငယ်နဲ့ရောနေလိုက်ပါမယ်။ငါးရင်ချက်ဖို့အတွက်ပါဝင်ပစ္စည်းလေးဖြစ်ပါတယ်။ငါးနံနံပင်ထောင်းထားတဲ့ကျက်တုံစီကျက်တုံနီငွေဦးစိန်စားရင်ရုံမုံငါးငံကြိုင်နေငယ်ပြုပါဝင်ပါတယ်။ ုတ်ပူလာပြီဆိုရင်တော့စီနှင်းငယ်ထည့်ပါမယ်စီနှင်းငယ်ပဲထည့်ပါမယ်ဘာလို့လဲဆိုတော့အရင်နည်းစားရလို့ပါစနေနှင်းငယ်ထည့်မယ်ထောင်းထားတဲ့ကြက်သွင်းကြက်တော်လေးထည့်ပြီးတော့စီတတ်ပါမယ်ကြက်သွင်းလေးလည်းလိတ်လာပြီအနံလေးလည်းမွေးလာပြီဆိုရင်တော့ခုနငယ်ထားတဲ့ကားတုံးလေးကိုထည့်ပြီးတော့မှရောမွေပေးလိုက်ရပါမယ်ငါးကောင်းလေးတွေကိုတော့ဖယ်ထားပြီးတော့ခဏနေကြရင်ညှို့ချက်တဲ့အခါမှာသုံးပါမယ်လုံးရည်လေးခန်းနဲ့ဒီချက်ပြုတ်ပေးရပါမယ် လုံးရင်လေးလည်းခံပြီးစီလေးလည်းပြန်လာပြီးဆိုရင်ရေထည့်ပေးရပါမယ်ပြီးရင်တော့တေချာနှမ်းဆက်အောင်မှွေပြီးတော့မှမီးအေးလေးနဲ့ချက်ပြုတ်ပေးရပါမယ်ချက်ထားတဲ့ငါးဟင်းပေါ်ပေါ်ဝဲဝဲဆူလာပြီဆိုရင် အရသာအတွက်ထည့်ပါမယ်။ငံပြရင်နေငယ် စားနေငယ်ဟင်းချုံမုတ်စားရဲဆိုရင်တော့ဟင်းချုံမုတ်အနေငယ်ထည့်ပါမယ်ရုပ်သီးစိမ်းလေးထည့်ပါမယ်ပြီးရင်တော့နန်းနန်းလေးအုပ်ပေးလိုက်ပါမယ် ငါအရင်နူးညံ့တော့တဲ့ကြောင့်မလို့အကြာကြီးချက်ပြုတ်စရာမလိုပါဘူးတီလောက်ခန်းရုံရပါပြီတီနေထားလို့ဆိုရင်တော့စီချံကြီးလည်းငပတ်ဟင်းလေးရပါပြီအရင်ဥမာစားလို့ကောင်းပါလေငပီရဲ့အတွမြုံနဲ့အလိုက်ဖက်ဆုံးဟင်းပွဲလေးဖြစ်ပါတယ်ချက်ရတာလည်းလကူရိုးရှင်းပြီးတော့မှအချိန်ကုန်လဲတက်သွားနေတဲ့ဟင်းပွဲလေးဖြစ်ပါတယ်အိမ်မှာလိုက်ပြီးတော့ချက်စားကြည့်ကြပါခင်ဗျာပြီးရင်တော့ဒန်းလုံးရွက်ဟင်းညိုလေးချက်ပါမယ် ိုးတဲ့ကိုစီနေငယ်ထည့်မယ်။ထောင်းထားတဲ့ကျက်သွင်းဖြူလေးထည့်လိုက်ပါမယ်။ညောကျက်သွင်းဖြူနယ်လေးမွေးလာပြီဆိုရင်ခုနဖယ်ထားတဲ့ငါးကောင်းလေးတွေထည့်ပြီးတော့မှမွေးပေးလိုက်ရပါမယ်။ဒီတော့ဟိုတော့ဆက်ထည့်လိုက်ပါမယ် င်းရင်ပုတ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 ်ဆူလာပြီဆိုရင်အရသာအတွက်အစာအနေနဲ့ထည့်ပါမယ်ငံပြားရေးအနေနဲ့ထည့်ပါမယ်အင်းနဲ့ချက်ပြုတ်ပေးပါမယ်။ င်းကြော်ရည်ပုတ်ပုတ်ဝဲရှိလာပြီဆိုရင်တော့အသင်ခူးထားတဲ့ဒန်နလွန်ရွက်ထပ်ပြီးလိုက်ရပါမယ်။ဒန်နလွန်ရွက်ကအရန်ကိုဆေးဘက်ဝင်လာပါလေ။ No time meeting တွေတက်လဲအရန်ကိုမှ no ထွက်အားကောင်းစေတဲ့ဟင်းကြော်လေးတစ်ခွက်ဖြစ်ပါတယ်။ကဲအခုဆိုရင်တော့ငပတ်အစီချမ်းရည်လေဟင်းတို့စရာအစုံနဲ့ငပီးရည်ချိုးဒန်နလွန်ရွက်ဟင်းကြော်နဲ့အရန်ကိုမှအစားလို့ကောင်းတယ်။ ေးဝိုင်းလေးရပါပြီ။လိုက်ပါချက်စားကြည့်ကြပါခင်ဗျာ။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။ကျွန်တော် channel လေးကို like and subscribe လေးလည်းလုပ်ပေးကြဖို့အတွက်တောင်းဆိုချင်ပါတယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။